နမောတတဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဘဂဝတောဘဂဝါကုံတော်ရှင်ဖြစ်တော်မူတတ်သောအရဟတောအရဟံကုံတော်ရှင်ဖြစ်တော်မူတတ်သော သမ္မာသမ္ဗုဒ္ဓတ္တသမ္မာသမ္ဗုဒ္ဓဂုံတော်ရှင်ဖြစ်တော်မူတတ်သောတသတို့မြတ်စွာဘုရားနမောဒဝိညုဇုလက်ဆုံးမူ၍ကျွန်ုပ်ရှိခိုးပါ၏ရှင်ဘုရားဒီနေ့စာမျက်နှာဘယ်လောက်လဲ မျက်နှာ910เนาะကာရဏဘက်414အာဂိစေယုံယတိတ္တမဩဋ္ဌိတံ देव ထောကိကံဩဋ္ဌိဋ္ဌံယံသူဩဋ္ဌိဋ္ဌံသောတ္တပမဝတိတကံကဲပူဇော်လိုက်ကြဆိုအာဂိစေယုံယတိတ္တမ ပါတိမောက်ခေပါတိမောက်ကိုဩဋ္ဌိတံတေရုပ်ပြအတ်စင်တမဝါညီမြသော အာဝါတိကယံတို့သည်၎င်းထောကိကဝါနေသော အာဝါတိကယံတို့သည်၎င်းယတိအာခိစေယုံအကဲ၍လာကုန်အံဧဝံတတိဤတို့လာကုန်လသောယံအခြင်းပါတိမောက်ကိုဩဋ္ဌိတံရုပ်ပြအပ်ပြီးတံထိုပါတိမောက်ကို သူအုံဒိဋ္ဌံကောင်းစွာရွတ်ပြအပ်ပြီးအဝတိတကံကျွင်းသောပါတိမောက်ကိုသောတတ်ပံဆက်၍နာထိုက်၏အဲ့တော့မနေ့ကဥပုပ်၉မျိုးပြောခဲ့ပြီးသုတ်တုတ်ဒေတာလို့ခေါ်တဲ့ပါတိမောက်ကိုရွတ်ပြတဲ့ဥပုပ်ပြုနေတဲ့အချိန်မှာ တန်ဃာတော်များရောက်လာခဲ့ရင်ဘယ်လိုဆက်လုပ်ကြမလဲဆိုတဲ့ဖြတ်ထုံးကိုပြတဲ့ဂါထာဖြစ်ပါတယ်နော်အာဂိစယုံပယာလဥဋ္ဌိတန်တိတဲ့အန္တပစ္စည်းဖြင့်ရွပြစဉ်ရွပြဒုံလို့ပိဿုပံအနက်ကိုဆိုတဲ့အတွက်ကြောင့်ចောင်းတိုက်တရက်ဝဲတန်ဃာ၄ပါး၅ပါးစသည်တို့ပါတိမောက်ရွပြ၍တုတ်တုတ်ဒေတာတန်ဃာဥပုပ်ပြုနေကြစဉ် ိမ်ထဲမှာတန်ဃာတော်တွေယောပနာဘိခုစသည်ဖြင့်ပါတိမောက်တွေရွပြပြီးတော့ဥပုပ်ပြုနေကြပြီမပြီးသေးဘူးเนาะဩဒိတန်တေဆိုတော့မပြီးသေးဘူးအဲ့ဒီချိန်မှာထိုတန်ဃာများနဲ့အရေးအတွက်တူဖြစ်တော့သူမဟုတ်နဲတော့ရဟန်းတော်များရောက်လာလျင်မတန်ဃာက၅ပါးလောက်ဥပုပ်ပြုနေတယ်အဲ့ဒီမှာနောက်ထပ်မနမထရအောင်မလဲ၅ပါးထရောက်လာမယ်အရေးအတွက်အတူတူပဲ ြုတဲ့တန်ကလည်း၅ပါးရောက်လာတဲ့တန်ကလည်း၅ပါးတူးနေတယ်သို့မဟုတ်ပြုတဲ့တန်က၅ပါးရောက်လာတာက၃ပါးနည်းနေတယ်အဲ့တော့အတူအရေးအတွက်အတူဖြစ်စေသို့မဟုတ်နည်းသည် ဖြစ်စေရွတ်အပ်ပြီးသမျှပါတိမောက်သည်ကောင်းစွာရွတ်အပ်ပြီးဖြစ်ဖြစ်၏ကောင်းစွာရွတ်အပ်ဖြစ်ဖြစ်၏ဆိုတာဘာပြောတာလဲတန်ကအစ်စ်တွေထက်ရောက်လာလို့ရွတ်ပြစရာလိုသေးလားမလိုတော့ဘူးတဲ့ဥပမာပေါ့နော်ပါတိမောက်ရွတ်နေတာ နေတကိပြီးသွားပြီပေါ့နော်နေတကိပါစိအခန်းပြီးသွားလို့တုတ်တပါစိအခန်းကိုရွတ်နေပြီအဲ့ဒီချိန်မှာနောက်ထပ်ယဟန်၅ပါးသို့မဟုတ်၃ပါးလောက်ကထက်ရောက်လာတယ်အဲ့လိုဆိုရင်အစနေရွတ်စရာလိုသေးလားရွတ်လဲစနေရာကနေပဲဆက်ပြီးတော့ရွတ်အတိရောက်တဲ့တန်ခါတွေကလည်းရောက်တဲ့နေရာကစနာဟုတ်တယ်နော်အာငါတို့အစကမနာလိုက်ရလို့အစကပြန်ရွတ်ပါလို့ခိုင်းစရာလိုလားမလိုဘူးအဲ့ဒါကို UFB တမယပါတီမောက်ဒီကောင်းစွာ UFB ပြင်ဖြစ်ဤဆိုတော့ နောက်တဲ့အသိရစရာမလိုဘူးလို့ပြောတာနောက်မှရောက်လာသောယဟန်တော်ယဟန်တော်များသည်ကျွင်းသောပါတိမောက်ကို나ယူသောအပြင်ဥပုပ်ပြုကိစ္စပြီးစေနိုင်သည်အဲ့တော့ယဟန်အသိတွေကလည်းပဲငါတို့အစကမနာရလို့ပါဆိုပြီးတော့ဥပုပ်ပြုကမရောက်ဘူးမထင်နဲ့เนาะရောက်လက်စနေရာက나ရင်လဲဒါဥပုပ်ပြုခြင်းကိစ္စပြီးတယ်အဲ့တော့တမတမနဲ့ထောကိကာအရေးအတွက်တူရင်လဲရောက်စဲက나ဟုတ်ပြီเนาะ အရေးအတွက်နဲခင်လဲရောက်ဆဲကနာဟုတ်ပြီနော်ဟုတ်ပြီနော်အဲ့တော့ចောင်းတိုက်ကြီးယဟန်တော်နဲ့အာဂန္ဓုကယဟန်တော်တွေအရေးအတွက်တွေ့ရင်ရောက်ဆဲကနာအာဂန္ဓုကယဟန်တော်တွေဒီအရေးအတွက်နဲခင်လဲရောက်ဆဲကနာနော်ဒါကိုပြောတာနော်အဓိကထားကများခင်ဆိုတာကြတော့နော်နောက်မှတခါတာမလောက်ကြောက်ကြ အဲ့တော့မှတ်ချက်ကိုသွားရအောင်နော်ဥပောတ္တရခန္ဓာကအနာပတ္တိပဏ္ဏရတကပါဠိတော်ဝယ်တကြောင်တိုက်တဲ့ဖြစ်တော်လဲကြောင်တိုက်ကြီးကကျဲလွန်းလာ၍ဖြစ်စေအခြားအယတ်တို့ခိတ္တသွားပြီးနောက်ထိုယဟန်တို့ကြောင်တိုက်အတွင်း၌ပြန်ရောက်ဒီမှာမကြာလှသေး၍ဖြစ်စေဥပုပ်ပြုချိန်မှကြောင်တိုက်တွင်သို့ဝင်လာကြသည်ဖြစ်၍အခြားယဟန်များရှိမှန်းမသိပဲမဟာသိန်းကြောင်တိုက်ကြီး၌ဝဲကဖြစ်လျက်ဥပုပ်ပြုနေတော်လဲ တို့ကတမက်ကထိန်သောကြောင့်ကံမပြတ်ပုံကိုပြတ်ထားတော်မူသည်တတိပြုပါဥပမပြုနေတဲ့အချိန်မှာတန်ခါဝင်လိုက်ကံမပြတ်ဘူးနော်တခြားကံတွေဆိုလို့ရှိရင်ကံဆောင်နေတဲ့အချိန်ကံဝါစာဖတ်နေတဲ့အချိန်တိမ်ထဲကိုယဟန်ဝင်ကံပြတ်တယ်နော်မယဟန်ခံနေတဲ့အချိန်ယဟန်ခံကံဝါစာဖတ်နေတဲ့အချိန်သူနာတုမေဗန္ဒီတန်ခေါ်ရွတ်နေတဲ့အချိန်အခြားယဟန်တပါးပါတိမ်ထဲကိုဝင်လာပြီဆိုတာနဲ့ကံပြတ်ပြီဗျာ အခုဥပုပ်ကံကြတော့မပြတ်ဘူးနော်အေးဒါကိုသတိပြုခိုင်းတာဆရာကြီးကအခြားယဟန်ဝင်လာတော်လဲပဲမပြတ်တာကိုသတိပြုလို့ပြောတာအဲ့တော့ရှေးခေတုန်းကတိန်တွေကတိတိကွကွတွေမဟုတ်ဘူးမဟာတိန်ကြီးတွေမဟာတိန်ဆိုတာတချောင်းတိုင်းလုံးကိုသမုတ်ထားတာနော်မအေကတရာရှင်အေကတရာလုံးကိုတိန်သမုတ်ပလိုက်တာအဲ့တော့ဒီချောင်းတိုင်းကြီးတစ်ခုလုံးတိန်ဖြစ်နေရောအဲ့တော့တန်ဃာတော်ဒီကဥပုပ်ပြုပြီဥပုပ်ចောင်းဆောင်ဥပောတရာဃာရဆိုရှိတယ်နော် ရှစ်ခေတုန်းကတော့မဟာသိင်ဖြစ်တဲ့အတွက်ကြောင့်တချောင်းတိုင်လုံးကိုတိမ်သမုတ်ထားတာဆိုတော့ဘယ်နေရာမှာကန်ဆောင်ကန်ဆောင်မရဘူးလားရတယ်နော်တချောင်းတိုင်လုံးကတိမ်ဆိုတော့ဘယ်နေရာကန်ဆောင်ကန်ဆောင်ရတယ်အဲ့တော့ဥမုံပြုတဲ့အခါမှာကြတော့တန်ကအကုံစုရမှာဆိုတော့နေရာတစ်ခုတက်တက်မမဲရှိဖို့လိုတာပေါ့နော်ဘယ်နေရာမှာကန်ဆောင်ကန်ဆောင်ရပြီမဲ့လည်းပဲဥမုံပြုတဲ့နေရာဆိုတက်တက်မမဲရှိမှဖြစ်မယ်တန်ကအားလုံးစုရတာကို ဒါကြောင့်သူကဥပ္ပဒ္ဒထာဃာရပါဠိလိုပြောရင်နော်ဥပ္ပဒ္ဒထာဃာရမြန်မာလိုပြောရင်ဥပုပ်ပြုတဲ့အကြောင်းဆောင်တမုတ်ပလိုက်ရတယ်ဥပုပ်ပြုအကြောင်းဆောင်ဆိုတာတိမ်မဟုတ်ဘူးနော်ပိန်ထဲမှာမှအဆောင်တစ်ခုကိုတမုတ်လိုက်တာနော်ဒီတိန်ထဲမှာကြောင်းနေရအများကြီးပဲဥပမာဒီပြောလို့ခြိုင်းကြီးကိုမလုပ်လိုက်လဲပိန်တမုတ်လိုက်အဲဒီမှာကြောင်းဆောင်တွေအများကြီးရှိမယ်တောတုဇနာတို့သာသနာလင်္ကာရတို့ဓမ္မလင်္ကာရတို့ဟုတ်တယ်မလားအများကြီးရှိတယ် ဆိုတော့အဲ့ဒီမှာဘယ်เจ้าဆောင်မှာကန်းဆောင်မလဲဦးစင်းနေရဥပပြုမယ်ဟေ့ဆိုတော့တောတုဇနာကိုပဲသွားရမလားဓမ္မလင်္ကာရသွားရမလားသာသနာလင်္ကာရသွားရမလားဒီလိုဖြစ်နေတာမလားအဲ့တော့တသက်မမအဆောင်တစ်ခုကိုတမုတ်လိုက်တယ်ဥပောတရာကာရကဲတောတုဇနာလင်္ကာရအဆောင်တက်အဲ့ဒါဥပပြုမယ်အဆောင်အောင်ဆိုပြီးတော့ကမ္မဝါစာဖတ်ပြီးတော့တမုတ်လိုက်တယ်နော်တိမ်တမုတ်တာမဟုတ်ဘူးနော်တိမ်ထဲမှာအဆောင်တွေအများကြီးရှင်လုံးအားရှင်လုံးလို့ဘယ်ဆောင်မှမသိဖြစ်နေလို့ဥပပြုတဲ့အဆောင်အောင်ဆိုပြီးတမုတ်လိုက်တာ အဲ့တော့တချို့ကနားမလဲတော့ဥပောတရာဂါရကိုတိမ်သမုတ်တက်ထင်းနေတာဥပောတရာဂါရဆိုတော့တိမ်သမုတ်တာမဟုတ်ဘူးเนาะတိမ်ထဲမှာမှအဆောင်တစ်ခုကိုဥပုပ်ပြုဖို့အတွက်တတ်မှတ်လိုက်တဲ့သဘောတော့တန်ဃာတော်တွေကဥပုပ်ပြုရှင်ရောက်ပြီးဆိုရင်ဘာမှသတ်စုမလဲအဲ့ဥပောတရာဂါရဥပုပ်เนาะအိမ်လို့ခေါ်တယ်ဥပုပ်ဆောင်လို့ခေါ်တယ်အဲ့ဒီမှာသတ်စုရတာအဲ့လိုစုတဲ့အခါကျတော့ယဟန်အလုံးကရောက်မလာဘူးဟုတ်ပြီလားကြောက်ကြိုက်เนาะတောင်းတကြီးကတိမ်ကြီးကတအားကျတော့တချို့ဥစဉ်တွေက တုံးခေါက်တာအတန်မကြားလိုက်ဘူးကြားလိုက်ပြီမှလည်းကိုလည်းမျက်နှာစင်းကြောနေတော့နောက်ကြတယ်ဟုတ်လားသူတို့ကအဲ့တော့အဲ့ဒီခါကြားလို့ရှိရင်ဥပုပ်ဥပုပ်ကံပြတ်သလားဆိုတဲ့ကိစ္စကိုပြောတာနော်အေးတခြားအကြောင်းတိုက်ကလာတာမျိုးပဲဖြစ်ဖြစ်ကိုအကြောင်းတိုက်ကတန်ခါပဲဖြစ်ဖြစ်ပေါ့နော်တန်ခါမဆုံဘူးလို့ပြောချင်တာနော်တန်ခါမဆုံဘူးပြောချင်တာဥပုပ်ပြုတ်တဲ့အချိန်မှာတန်ခါမဆုံဖြစ်နေတယ်တန်ခါမဆုံးတော့နောက်မှရောက်လာတဲ့ပုံကိုယ်တွေเนาะဆိုလို့ရှိရင်ဒါ ရောက်စဲကနာဒီလိုပြောတာနော်။နောက်မှရောက်လာတဲ့ပုံကိုလည်းရောက်စဲကနာ။အဲ့တော့အစကနေပြန်ဆက်နေကြမလို့ဘူး။ကံမပြတ်ဘူးလို့ဒီလိုပြောတာနော်။အဲကြောင့်မိမိတို့ကတမဲကထင်သောကြောင့်ဒါဒီစကားတော့ဘာလို့လဲနော်။တမဲကထင်သောကြောင့်ဆိုစကားပါတယ်နော်။တန်ကမစုံမဲတေသနာနဲ့မရောက်တော့သူတို့ကရေ။တန်ကစုံနေထင်လို့မိမိတို့ကတမဲကထင်သောကြောင့်ဆိုတဲ့စကားလေးပါတာတတိပြုနော်။ကြံကိုထာဝရကတေနဇာနေသူ တင်ထိုယဟန်တို့သည်နာဇာနေသူ မသိကြဘူးအထင်ကြီးအာဝတိကဘိတ်ကိုအနာကရအင်းကြီးအခြားကောအခြားကုံသော အာဝတိကဘိတ်ကိုအနာကရအနာကရမရောက်လာသေးကုံသော အာဝတိကဘိတ်ကိုယအာဝတိကယဟန်တို့သည်အထင်ရှိကြကုန်သည်ဤတီတို့နာဇာနေသူမသိကြကုန်အာကန်တို့ကမုန်းတော့ကြွလို့ကြိုက်အာဝတိကလိုရထားရင်တော့တိုက်ပါရင်တော့ကျောင်းတိုက်ထဲမှာမရောက်လာသေးတဲ့ယဟန်တော်တွေရှိသေးတယ်လို့မသိကြဘူးတဲ့။ဒါမလို့ထင်တော့ကြောက်ရတယ်။ ဒီဘုန်းကြီးတွေဟုတ်တယ်နော်စိတ်ရင်းစရာအတိအကျမလုပ်တာတော့ဘယ်သူပဲဝါကြံတယ်လို့သူတို့မသိကြဘူးတန်ခါများတာလည်းပါမှာပေါ့နော်တန်ခါတွေများတဲ့ခါကျတော့စုံပြီးလို့ရှင်းလိုက်တာပေါ့အဲ့ဒါနဲ့သူတို့ကတန်ခါစုံပြီးထင်ပြီးတော့ကန်ဆောင်ကြတယ်ဒီဓမ္မသင်ခြင်းတော့ဝိညာဉ်သင်ခြင်းတော့ဝေကသမေကသင်ခြင်းတော့ဥပဒထကရုဏိတကယ်တော့ဘာဖြစ်နေလို့ဝေကတန်ခါမစုံဘူးနော်ဝေကဖြစ်နေတယ်ဒါပေမဲ့သူတို့နော်သမေကသင်ခြင်းတန်ခါဆင်းတယ်တန်ခါမစုံတာကိုစုံတယ်လို့ထင်ပြီးတော့ဥပုပ်ပြုတယ်တပြတ်တော့ပြောဘူးလား မပြတ်ဘူးဗျဥဒိဋ္ဌဥဒိဋ္ဌနော်ဥဒိဋ္ဌကနဲ့နာပတ္တိတဲ့အဘယ်မသိဘူးနော်ပတ္တိမောက်ပြတဲ့ရောက်တဲ့အဘယ်မသိဘူးအလုံးကောင်းတဲ့အဆုံးချက်တစ်ခုနော်ဘုရားတာတလေးတင်ခဲ့ပြီမှာသတိမထားမခဲ့ဘူးနော်ဟေးဥဒိဋ္ဌံသူ့ဥဒိဋ္ဌံအဲ့တော့ဥပုပ်ကံမှာဝတ်မပြုံကံမပြတ်တန်ခါမဆုံးတော့ဘူးအဲ့ဒီတော့တချို့ကပြောတာရှိတယ်ပြောလို့ငငယ်တော့အမှန်မှားတာကညက် သူကညက်အချိန်မှာတော့မရဘူးဟုတ်လားသူတို့အေးသူနာတုမေဘန္နေတန်ကောလို့ညက်ဖတ်တဲ့အချိန်မှာတော့တန်ခါဆုံးမရမယ်နော်ဟတ်တပတ်တန်ခါဟတ်တပတ်မဆက်ရင်မဖြစ်လဲကံပြတ်တယ်လို့ဒီလိုထင်တယ်ဟုတ်လားသူကအဲ့တော့ခုနကလို့အာဝတိကယဟန်နေအော် sorry အာကန်တုကယဟန်နေရောက်လာတယ်ဆိုတာကိုကြတော့ပါတီမောက်ပြတဲ့အချိန်ရောက်လာတယ်ပေါ့အဲ့ညက်ထားတဲ့အချိန်ဆိုရင်တော့ဒါမဖြစ်နဲ့ကံပြတ်တယ်လို့ကျွန်တော်ထင်ခဲ့တာနော်တကယ်တော့မဟုတ်ဘူးဒီပါဠိတော်ရှင်းနေတယ်လို့ပြောကြိုက်ဟုတ်တယ်မလား ပါဠိတော်မှာရှင်းနေတယ်။နောက်ပါတော့သူကအဋ္ဌင်္ဂေအာဝတိကဘိက္ခုလေသူတို့ကဟုတ်တယ်နော်။အာငယ်တို့ကမဟုတ်ဘူးနော်။အာဝတိကယဟန်တွေကရှင်းနေတယ်နော်။အဲ့ဒါကိုမတိပန်းနဲ့ညက်ကမောဟဖတ်တာပဲမလား။ဟုတ်ဥပုပ်ပြရဲဆိုမှတော့ညက်ထားပြီလေ။ဟောနော်တို့ကလေတတိပြုတတိပြုနော်။အာဂန္ဓုကဆိုရင်တော့မပြောလို့ဘူး။အခုအာဝတိကရှိနေတာနော်။ဒီမဟာသိန်းထဲမှာဘာရှိနေတော့အာဝတိကယဟန်တွေရှိနေတယ်။ရှိရတဲ့အတိုင်းသူတို့ကကန်ဆောင်တာဆိုတော့ဒါ ညက်အခိုက်မှာလဲကံမပြောဘူးလို့သိရမယ်နော်ဒါကြောင့်ဆရာတော်ကြီးကမှတ်ချက်ပေးတယ်နော်ဤပါဠိတော်ကိုထောက်၍သူနာသူမေစားတော့ညထားမှုလည်းပဲဝဲကဖြစ်လျက်မပြတ်ဘူးသိတာဤဟုတ်တယ်နော်သူတို့ကဲဒါဒါပါဠိတော်နားလည်တဲ့ပုဂ္ဂိုလ်တော့ဆိုသဘောပေါက်ပြီနော်ပါဠိတော်မသိမှုတဲ့ပုဂ္ဂိုလ်နည်းနည်းဒုံဝေးမထင်နဲ့ဥဒ္ဒဇရတော့နားလည်မယ်ဥဒ္ဒဇရနော်ဥဒ္ဒဇရနားလည်လာလားဟောနားနားမလဲသေးဘူးဟမ်ဟမ်ပြောလိုက်တော့နားလည်ပါပြီလားမဟုတ်လေညညဒီ ်ဘာတိမောင်ပြတဲ့အခါမှာညှတ်ထားတယ်မလားအဲညှတ်ထားတဲ့အချိန်မှာဟာတစ်ဘက်မဆက်ရင်ရောအကံပြတ်မပြတ်မေးတာလေမပြတ်ဘူးနော်ဒါပေမဲ့တခုတော့ရှိတယ်လေသူတို့ကဘာထင်ရမှာတော့အေးတမဲကတင်ကြီးနော်အဲ့ဒါတော့ပါမယ်နော်တမဲတကာကြီးရောဥမာတိန်ကနှစ်ထက်ရှိတယ်ဗျာဘောထက်အောက်ထက်ဗျာအောက်ထက်မှာတန်ခါရှိတာကိုတိတိကြီးနဲ့ဘောထက်မှာကန်ဆောင်ရပါမလားမရဘူးလေနော်ဝက်ကတင်ကြီးတော့မရဘူးနော်အေးအခုကသူကတန်ခါအောက်မှာရှိတာကိုတိကိုမသိတာမသိဘဲနဲ့ဥပုပ်ပြူတာအဲ့ဆိုရင်ညက်အခိုက်မှာလည်းကံမပြဘူးပြောတာနော် မထောက်မလဲဆိုရင်ပါဠိတော်ကိုထောက်ခုနကအဋ္ဌင်ကြီးအာဝတိကဘိက္ခုနာဂရာကိုထောက်ပေါ့ဒီမဟာသိမ့်တိုင်းမှာယဟန်တော်ကြီးရှိနေတယ်ဆိုတာကိုသူတို့မသိဘူးမသိဘဲနဲ့ဥပ္ပကုပြုတယ်ဆိုတော့ဥပ္ပယ်ဆိုမှတော့ညှထားပြီပေါ့ဗျာနော်အဲကြောင့်ညှအခိုက်မှလည်းမပြတ်ဘူးဆိုတာကိုအဲ့ပါဠိတော်ထောက်ပြီးသိရမယ်လို့ပြောတာတိကံတက်မှာကြတော့တမတမတမကိုထောကိကာကိုသူကအာဝတိကေတမဝါထောကိကာဝါအာဂန္ဓုကဘိက္ခုသူအာဝတိကမယူဘူးနော်သူတို့ကကြီးသူအာဂန္ဓုကကိုယူလိုက်တာသူကနော် နောက်လာတဲ့ပုံကောများကအာဂန္ဓုကအဖြစ်ဖြင့်ဖွင့်သွားလေသည်တဲ့အမှန်အပြင်ကအာဝါတိကဖြစ်စေအာဝအဂန္ဓုကဖြစ်စေနောက်မှရောက်လာသောယဟန်တို့မှအင်းကြီးတာကျင့်ရမည်အဲ့တော့ပါဠိတော်မှာကအာဝါတိကတိုက်ပါနေတယ်မလားအဲ့ဒါကြောင့်ပြောချင်တာကကျွန်တော်ကြီးကပါဠိတော်ကိုထောက်ပြီးတော့တိကာစကားကိုပယ်သွားတာနော်သူတို့ကတိကာဆရာကသူကအာဝါတိကအနေနဲ့မဖွင့်ဘဲနဲ့အာဂန္ဓုကကိုဖွင့်ဆိုသွားတာသူ့လိုဆိုရင်ဒါအာဝါတိကရှိရင်မရဘူးသူပြောချင်တာနော် တိကဆရာကအာဂန္ဓုကပုဂ္ဂိုလ်အနေနဲ့ပဲပြသွားတာဆိုတော့လေအဲ့တော့အာဝတိကပဲဖြစ်ဖြစ်အာဂန္ဓုကပဲဖြစ်ဖြစ်နောက်မှရောက်လာလို့ရှိရင်အည်တွက်နဲခဲ့ရင်သို့မဟုတ်အည်တွက်တူခဲ့ရင်ရောက်စဲကနာအစားကရွတ်စရာမလို့ဆက်ရွတ်ကံလည်းမပြတ်ဘူးနော်ဥဒိဋ္ဌံသူ့ဥဒိဋ္ဌံကိုထောက်အဲ့ဒါလေးအဲ့ဒါလေးနော်အလုံးတန်ဖိုးရှိတဲ့အဆုံးဖြတ်လေးတစ်ခုဒီနေ့ရပါတယ်နော်အေးအေးအေး အကြောင်းဦးဇင်းတို့တခါတလေတို့တို့ဥပုပ်ပြုနေပြီဦးဇင်းတို့ကဝင်လာပြီကံမပြဘူးနော် ဖြစ်တယ်နော်ဖြစ်တယ်နော်တခါတလေတို့ကြောင်းနေနေမှာလည်းဖြစ်တာပဲတချို့ဦးဇင်းတွေဝေယဝိဇာလုတ်ပြီးနောက်ကြတယ်လေအဲ့တော့ဥပုပ်ပြုတန်ခါစုံသွားပြီနောက်မှရောက်လာတယ်နော်နောက်မှရောက်လာတယ်ဘာလို့ဥပုပ်ပြုတဲ့ခါမှာတို့နာမည်တွေတဘာချင်းမခေါ်တော့ဘူးမလားတန်ခါတွေများတဲ့ခါကျတော့နာမည်တဘာချင်းမခေါ်တော့ဘူးဘယ်နှပါလာလဲဆိုလာလို့ပဲရေးတာမလားတန်ခါဘယ်နှပါရောက်တယ်လို့ပဲရေးလိုက်တာပဲတဘာချင်းစီကိုနာမည်ခေါ်ပြီးစစ်နေတာမဟုတ်ဘူးလေ ဲ့တော့နောက်ကြမှာတချို့ဥစဉ်တွေကရောက်လာတယ်အဲ့တော့ဥပပြုနေတဲ့ချင်းတော့ဥစဉ်တွေထပ်ဝင်လာလို့ချင်းကံပြောက်ဘူးနော်ဒါကြောင့်ဥပပြုတဲ့ချင်းမှာဥစဉ်တွေကိုဝင်ခွင့်ပေးရမယ်ဟုတ်ပြီနော်တချို့ဥစဉ်တွေကငါတို့နောက်ကြောက်တိုင်းမဝင်တော့မလုပ်နဲ့နော်ဥစဉ်တွေမှတ်ထားနော်ဥပပြုနေတဲ့ချိန်မှာနောက်ကြရင်လည်းဝင်လို့ရလားမရဘူးလားတခြားကံတော့မရဘူးနော်ရန်ခံတို့နောက်ပရိဘောမာနအဘံတို့အဲ့ဒီကံတွေဆိုတော့တော့မဝင်နဲ့တော့တော့ကြောင့်ဝင်လို့ရဆိုတော့မလုပ်နိုင်အောင်ကံပြက်ကုန်ဦးမယ်အဲ့တော့ဥပုပ်ကံဆိုရင်တော့နောက်ကြရင်လည်းဝင်မှာဝင်လို့ရတယ်ဒါအားလုံးမှတ်ထား ဟိုနောက်ကြတဲ့ဥစဉ်လိုက်ဝင်ဝင်လာခွင့်ရှိတယ်ဝင်ရမယ်။နောက်ရှိတဲ့ဥစဉ်လိုက်နဲ့မတားနဲ့ဝင်ခွင့်ပေးရမယ်နော်။အေးအေးဝင်လာလို့ကံမပြတ်ဘူးဆိုတာပြောပြတာ။ဒါဆိုရင်နောက်တစ်ခါတော့သွားလိုက်အောင်မယ်နော်။ဩဒိဋ္ဌမတ္တေတကလရေကိစ္စာယုတ်ထီတာယဝါပါရိသုတ်ဒိန်ကကရေရေတံတန်တိကေဘဟုကာထစီကတ္တဝသဗ္ဗဝိကံပေသူပုပ္ပကိစ္စံ ပုနုဒိသေသူဖတ်လိုက်တာခက်လိုက်တာနော်ဟုတ်ကဲ့ဆိုလိုက်ပါဦးဩဒိဋ္ဌမတေတကလာဩဒိဋ္ဌမတေပါတိမောက်ရွပြအပိဃာမြဖြစ်တော်၎င်းဝော တကလာယအလုံးစုံသောတန်ခပရိသတ်သည်ဩဋ္ဌိတာယဝါထာပြီတော်၎င်းဧကိသာယအ ශෝ သောတန်ခပရိသတ်သည်ဩဋ္ဌိတာယဝါထာပြီတော်၎င်းဧတံထိုယဟန်တို့ဤတန်ဒီကေအထာဏပါရိသုတ်တိန်ပါရိသုတ်တိဥပုံကို ကရေယပြုရာဤအထထိုသောမဟုဘဟုကမူလတန်ခထက်များသောယဟန်တို့သည် စေအာဂိစေယောအကယ်၍လာကုန်အံ့ ဧဝံတတိဤသို့လာကုန်လတ်တော်တပ္ပဝိကပေသူဩဒိဋ္ဌမာနာဩဒိဋ္ဌမတ္တဧကိစာယဝုဋ္ဌိတာယတကလာယဝုဋ္ဌိတာယဟူသောအလုံးစုံသောဝိကတို့၌ဥပ္ပကိစ္စပုပ္ပကိစ္စကိုကတ္တဝါပြု၍ပုဏ္ဏတပံဩဒိသေရွတ်ပြရာဤနောက်တဲ့ဖြတ်တုံးတစ်ခုဩဒိဋ္ဌမတ္တေဆိုတော့ရွတ်လို့ပြီးပြီနော်ဒါမတ္တတနာပါတယ်ဆိုတော့ယုပီးခါစလေးပြီးခါစလေးဒါမှမဟုတ်တန်ခါလေးထမထသေးဘူးနော် ရွတ်လို့ပြီးသွားပြီတန်ခါတော်တွေမထသေးဘူးတို့ကြောင့်လည်းမျိုးဆိုရင်ဒါရွတ်ပြီးတဲ့ခါမှာမေတ္တာသုတ်တို့ပါတော့ရွတ်တဲ့ချိန်ပေါ့နော်မထသေးဘူးပေါ့မေတ္တာသုတ်တွေရွတ်တဲ့ချိန်မှာနောက်ထပ်ဥစဉ်တွေထက်ရောက်လာတယ်ဒါတမျိုးနော်ဒါပါဠိမောက်ရွတ်ပြီးခါစားပရိပရိသတ်မထသေးတာကတမျိုးနောက်တကလာယပရိတာယဥထိတာယဝါနောက်တမျိုးကဘာလဲပရိသတ်တွေထပြီးသွားပြီတကလာယဆိုတော့ပရိသတ်အကုန်လုံးနော်ဥစဉ်တွေ7ပါးဥပ္ပုပ္ပယဆို7ပါးလုံးထပြီး ယူပြီးတော့ထားသွားကြပြီဒါတမျိုးနောက်တစ်မျိုးကျတော့ဧကိဇာယဥဋ္ဌိတာယဆိုတော့အကုန်တော့မဟုတ်တချို့ပေါ့နော်တချို့ကထားသွားပြီတချို့ကထိုင်နေစေအရှင်နေ၃မျိုးဧတံထိုယဟန်တို့၏အထံမှာဘာလို့မလဲဆိုတော့နောက်ရတဲ့ပုဂ္ဂိုလ်ဟာပါဏိသုတ်တိဥပုပ်ကိုပြုဒါကယဟန်အ ਨੇ ပြောတာနော်အရေးအတွက်တူခဲ့ရင်သုံးဖို့ပါဖြစ်လဲနဲခဲ့ရင် ခုနပြောခဲ့တယ်လေအမတန်ခါ၅ပါးရှိတယ်နောက်တဲ့၅ပါးထက်ရောက်လာတယ်ယူပြီးခါမှ၅ပါးရောက်လာတယ်ဆိုရင်ဘာလို့ပါအဲ၅ပါးလဲဘာလို့ပါမစပ်ပြရမလားအေးပြုယူပြီးသားပုံကိုယ်လေးစီမှာပါဠိသုံးတိဥပုပ်ပြုပရိသတ်ထသွားရင်လည်းအသိပြုစရာမလိုဘူးနော်အဲ့ထသွားတဲ့ဥစဉ်နောက်ကိုလိုက်ပြီးတော့ပါဠိသုံးတိပြုအကယ်၍အဲ့လိုမှမဟုတ်ပဲနဲ့ဘဟုကမူလတန်ခါထက်များမယ်မူလက၅ပါးဆိုတော့နောက်ရောက်တဲ့ပုဂ္ဂိုလ်က10ပါးဖြစ်နေမယ် နော်နောက်အစုကများနေမယ်အဲ့ဒါဆိုဘာလုပ်ရမလဲအစနေစပြီးတော့ယွတ်တဲ့နော်အဲ့တော့အခြေအနေ၃ခုရှိတယ်နော်အခြေအနေ၃ခုရှိတယ်အခြေအနေ၃ခုရှိတယ်ယဟန်တော်တွေနော်အခြေအတွက်တူခဲ့ရင်သို့မဟုတ်အခြေအတွက်နဲခဲ့ရင်တော့ရောက်စဲကနာ ပြီးပြီးသားဆိုရင်လည်းဗာလဲပါဠိသုတ်တီပြုအကယ်၍အခြေအတွက်များခဲ့တယ်ဆိုရင်တော့ဘာလို့မလဲအစကနေပြု ယုံနေစေအချိန်မှလည်းဒီတိုင်းပဲနော်ခုနကတပ်ပဝိကပ်ပေသူမှဩဒိတမာနပါတယ်နော်ပြောချင်တာကပါတိမောက်ယုံနေစေအချိန်မှနောက်ထပ်ဦးစင်းနေရောက်လာတာကများနေမှာဆိုရင်အစပြန်ဆမှာနော်အဲဆိုတော့ရောက်စေပုံကိုယ်တွေရတော့မတော်တော်ပြောမှာနော်ဒီကိုတော်တွေကငါတို့ကိုပင်မအောင်လုပ်တယ်ဆိုပြီးတော့နော်အဲ့လိုမျိုးတွေမပထမ၅ဘာကဥပဝင်ပြုတ်နေပြီပြီးကနေနေပြုတ်လို့ကရင်နော်တိခရရောက်နေပြီ တခိယရောက်နေပြီခါကျမှနောက်ထပ်တအုပ်စုကရောက်လာရောဆယ်ဘာလောက်ကရောက်လာရောပြီးခါနေလေးကျမှကက်ရောက်လာတော့ဘာလုပ်မလဲအစားအနေစားနော်အဲ့လိုမျိုးကြီးဗျအဲ့ဒါဆိုရင်တော့ရှေ့ကပုဂ္ဂိုလ်တော်ကျင်းနေမှာမထင်ဘူးနော်ကိုတော်တို့မဝင်နိုင်ဘူးပြောတော့နားတော့ပြောမကျင်းဘူးကဲအဟမ်းအေးဗောရတာဗောဒါဘသူကလိုက်တိမှာတော့ဟုတ်လားအေးရှူတိုးတိုးငါတို့ခွဲဝင်ရအောင်လို့ဟုတ်လားအဲ့လိုညှိနိုင်တော့ကောင်းတာဗောဟုတ်လားညအဲ့တော့ဟိုဆယ်ပါလာတယ် ဲနှစ်ပါးသုံးပါးလောက်ကအရင်ဝင်သွားအဲပြီးမှနောက်တစ်ခါထပ်ဝင်ဟဟလားအဲ့ဒါဆိုရင်တော့ရတာပေါ့နော်အေးပြောချင်တာကရွတ်နေစဲအချိန်မှဖြစ်စေယူပြီးဂါဇအချိန်မှဖြစ်စေပြိသက်ထထွားတဲ့အခါမှဖြစ်စေဟုတ်ပြီနော်အေးရောက်လာတဲ့ပုဂ္ဂိုလ်ကများနေခိုင်းနော်ဘာလို့မလဲအစားကနေယူအဲ့ဒါဆိုရင်အနည်းဆုံးမှရင်နှစ်ခုပဲခွဲမှတ်မှုတို့ကရေးအရေးအတွက်တူရင်သို့မဟုတ်အရေးအတွက်နဲခဲ့ရင် ်မပြီးသေးရင်ဆက်ရပြီးသွားရင်တော့ပါဠိတော်ဒီပြုဟုတ်ပြီနော်အေးပြိသက်ကများနေခဲ့ရင်တော့ရောက်လာတဲ့အာဂန္ဓုအာဝတိကအတ္တတရားများနေခဲ့ရင်တော့အစကနေယရောက်စဲဖြစ်စေပြီးလို့ဖြစ်စေအစနေပြန်ရွတ်နော်ရောက်စဲလည်းမရဘူးပြီးသွားလည်းမရဘူးငါတို့ပြီးသွားပြီကွာဆိုရင်မရဘူးနော်ငါတို့ပြီးသွားပြီဆိုပြီးတော့မရဘူးအစနေပြန်ရွတ်ပဲအဲ့ဒါဆိုဒီဖြတ်ထုံးရပြီဗျနော်ကယ်ဆယ်ရောကြီးရဲ့ challenge လေးကြည့်အောင် ဩဒိဋ္ဌမတ္တေဘယလာတန္တိကေဤ၌အတိတ်ဟောတပိစေပြင်ဆိုသောကြောင့်မူလတန်ခါများသည်ပါတိမောက်ရွပြပြီရွပြပြီပြီးကြပြီသိသား၏ပါဠိတရာကြီးအရာဩဒိဋ္ဌဆိုတော့ရွပြီးသွားပြီတဲ့တို့တော့ရွပြပြီးခါမှမူလတန်ခါတဲ့မများတဲ့ထတ်တူယဟန်သို့မဟုတ်နဲတော်ယဟန်နေရောက်လာရင်တော့မူလယဟန်တော်များတချို့ဖြစ်စေအားလုံးဖြစ်စေထသွားတော်လကောင်းထိုယဟန်များအထက်မှာပါဠိတော်ဒီအဖို့ပြုတ်နိုင်ပါတယ်နော် အချို့မထသေးရင်တို့မထသေးတော့ယဟန်များအထံမှာဖြစ်စေထသွားတော့ယဟန်တချို့ထံ၌လိုက်ရဖြစ်စေပါဠိတော်တွေဥပ္ပယသည်ဟုတ်ပြီနော်ဒီမှာပြောရမှာလေဟာထသွားပြီလေဘလို့ဥပ္ပယမှာလဲဆိုလိုက်သွားအဲ့ကောတော့လိုက်သွားနော်ထသွားတဲ့ကိုတော်နဲ့ကိုလိုက်ပြီးတော့ဘာလုပ်ရမလဲပါဠိတော်တွေဥပ္ပယပရိသုတ်တော်အဟံပန်နေပရိသုတ်တော်ဒီမန်ဒါရီထဆိုပြီးလိုက်ဆိုပေါ့ဗျာတန်ခါပြန်ဆုစရာလိုသေးတာသူတို့ကရေမလို့ဘူးနော်အဲ့ဒီဥပ္ပယပြုပြီးသားတဘာဘာစီမှာလိုက်ဆိုလို့ရတယ်နော်အေးအကုန်တန်ခါတွေစုနေစရာမလိုတော့ဘူး တန်ခါးလေးပြန်စုဟေးဆိုမလုပ်နဲ့နော်အေးမေးမေးညာနေတယ်။မူလပြုပြီးသားယဟန်နေတာအဲဆန္ဒပေးပြီးတော့နားနေလို့ညာတာ။အဲမနားနဲ့လေ။ဗာဒီကံပြန်စားမယ်ကံဖြစ်သွားတာဟုတ်သူကပြန်စားမယ်ကံဖြစ်သွားတာဟုတ်။အဲ့တော့ဘဟုကာထစေအကယ်၍နောက်မှရောက်လာတဲ့ယဟန်တော်များကမူလတန်ခါထက်များနေရင် ဩဒိတမာနမူလတန်ခါများယုတ်တုံးဖြစ်စေဩဒိတမတ္တယူပြီးခါစားဖြစ်စေအင်္ဂိစာဥဒိတတချို့ထားသွားပြီးဖြစ်စေတက္ကလယဥဒိတအားလုံးထားသွားပြီးဖြစ်စေအလုံးစုံသောနော်ဝိကက်တမျိုးစီပြုတ်ရသောကိစ္စတို့၌နောက်မှရောက်ရသောယဟန်တော်များသည်စန္ဒဆောင်မှုစသောပြုတ်တဲ့ပုပ္ပကိစ္စများကိုအစမှစ၍ပြုတ်ကာပါတိမောရုပ်စောသောအပြင်ဥပပကြသည်တဲ့နော်အဲ့တော့ခုနဥဒ္ဒဇာတာပြောတာလည်းဖြစ်နိုင်တယ်ဥဒ္ဒဇာတာကြီးဆရာလေးပြောတာမှာနောက်မှရောက်ရသောယဟန်တော်များသည်ပါရင်နော်อืมဥဒ္ဒဇာတာလည်းပြောတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ် တို့အတွက်ကတော့ပြန်ပြုတ်ဖို့ဆိုတဲ့ဘောပေါ့နော်။နောက်မှရောက်လာတော့ယဟန်တော်များသည်ဆန္ဒဆောင်မှုစသောပြုတင်သောဥပပကိစ္စကိုအစမှစပြီးပြုကာ။ပါတိမောက်ရုပ်ဆောင်သောအားဖြင့်ဥပပပြုကြရသည်တဲ့။ဥဒိတမှာဒါပေမဲ့ဥဒိတမှာနေဆိုရင်တော့မူလယဟန်တော်လေးပါရင်တော့ဟိုကြောက်ကြီး။ဘာလို့ရုပ်ပြနေစေချိန်မှာနောက်တဲ့ရောက်လာတယ်ဆိုရင်ရုပ်ပြနေစေရဟန်းတော်ကြီးလည်းအစပြန်မပြီးသေးဘူးနော်အဲ့ကရုပ်ပြပြီးသွားပြီဆိုရင်တော့တမျိုးခုနောက်သူတရပြောသလိုလဲရကောင်းရနိုင်တယ်နော်อืมอืม ။ဒါဩဒိတမနေဩဒိတမတ်နေဧကိဇာယဝုထိတာယတကလာယဝုထိတာယဒီအာဂနေတုတပ်ပဝိကပ္ပတုပပကိဇံကတ္တဝါအာတိတော်ပတ္တာပါတိမောက္ခံဩဒိတေတိအထောဒီတိကဟောင်းနေနော်။အတော့ဒီမှာတော့ဘသူပြပါမယ်လို့တိုက်ရမလာဘဲမခုနဆရာတော်ကြီးစကားထဲမှာကတ္တာကနောက်မှရောက်လာတော့ယဟန်တော်များသည်လို့လာနေနော်။အင်းနောက်မှရောက်လာတော့ယဟန်တော်များသည်ဆိုပြီးတော့လာတယ်။အဲ့တော့ဆန္ဒဆောင်မှုဆတော့ပြုတင်တဲ့ပောပကိစ္စတွေကိုအစမှစပြုပြီးတော့ပါတီမောက်ကိုရွတ်စတော့အပြင်ဥပုပ်ကြရမယ်လို့ပြောလာတယ်နော် အဲ့တော့ဥဒ္ဒဇတာပြောတာလည်းဖြစ်နိုင်တယ်ပြီးတဲ့ပုံကိုတွေရလေနော်ပြီးတဲ့ပုံကိုပြီးသွားပြီဆိုတော့လေအေးပြီးသွားပြီဆိုတော့တို့ဆန္ဒပေးပြီးတော့နေလို့ရနိုင်တဲ့အနေအထားတော့ရှိတယ်နော်တီကာတိတီကာတိနိုင်ကဝိကပအယအဝတေတာတဝနာအကျွင်းကိုနာယူခြင်းဟူသောဩဋ္ဌဩဋ္ဌတမာနာဝိကပါရိတုတ်တိဝိဒါနာတမထောကားတို့ဤပါဠိတော်ဒီပုပ္ပယခြင်းဟူသောဩဋ္ဌဌသာသောဝိကဥပ္ပဒနာဝိဓာနာဘုဒ္ဓနာတို့ကအစမစာယီပုပ္ပကိစ္စပြုပြလျင် ါဏိမောရွပြရခြင်းဟူသောဝိကတ်တို့ကိုယူ၏အဘိဓမ္မာသဘောတူပင်သည်ဟုတ်တယ်နော်ဘ ഹു ဒရာတို့ကအစမှစပြီးပုံမှန်ကိစ္စပြုပြီးလျင်ပါဏိမောရွပြရခြင်းဆိုတော့ဟုတ်တယ်နော်အဲ့တော့နောက်ထပ်ရောက်လာတဲ့တန်ဃာတွေကနော်အဲ့တော့ဥပုပ်ကိုအစနေပြန်သူတို့ကပြုကြပါဗျာနော်ဒီလိုပြောတာอืมဟုတ်ပြီဘာလို့လဲဆိုတော့တို့ ပုပ္ပကိစ္ဆံကတ္တဝါဆိုတဲ့စကားကိုထောက်ထားအဖြစ်နေတို့ကြိုင်နော်တကယ်ဆိုရင်အရင်တန်ဃာတော်တွေကရှိနေစဲဆိုရင်မထသေးဘူးဆိုရင်နော်အခုအရင်တန်ဃာတော်တွေကထသွားပြီဖြစ်တဲ့ကြောင့်တို့ကဆန္ဒပေးခြင်းကိစ္စလည်းပျောက်သွားပြီနော်ဘောလားမသိဘူးသူကကံဆောင်လို့ပြီးပြီဆိုရင်သူကအဲ့ဆန္ဒတီတုံးပြီးသွားပြီခေါ်တယ်နော်ဟုတ်ပြီမဟုတ်တယ်မလားသူကတန်ဃာပရိသတ်တီမထသေးဘူးဆိုရင်တော့ဆန္ဒယူတာကမပြတ်သေးဘူးနော်တန်ဃာတော်တွေကကံဆောင်လို့ပြီးပြီဆိုပြီးတော့ထပြန်သွားတဲ့အခါမှာဆန္ဒကပြီးသွားပြီ အခုနောက်တစ်ခေါက်ကန်ဆောင်မယ်ဆိုတော့ဆန္ဒပြောင်းရမှာနော်အေးအဲ့ကြောင့်သူပုပ္ပကိစ္စံကတ္တဝါဆိုစကားကိုထုတ်တော့သုံးနာလာလीတန်ဃာတော်တွေထားပြန်သွားလို့ဆန္ဒယူတဲ့ကိစ္စကိုပြန်လုပ်ရမှာဖြစ်တယ်နော်ဟွန်းပုပ္ပကိစ္စံကတ္တဝါဆိုစကားပြန်ပါလာတာနော်တန်ဃာတွေထသွားလို့အကေတန်ဃာမထသေးဘူးဆိုရင်တော့ဆန္ဒပြန်ယူကြမလို့အဲ့ဒါဆိုပြီးပြီချင်းနေဟုတ်လားအဲ့ဒါဆိုပြီးပြီပေါ့နော်အဲ့ဒါဒီနေ့ချက်ထုံးနှစ်ခုရပါတယ်ကဲတော့ကြအောင်စု ဤကုသိုလ်ဤဘောဘာကကိုမိဘဆရာတန်ဃာတော်ပေါင်းဒါယကဒါယကမအပေါင်းနေပေါင်းနေတကွာတတဝဟုသမျှတို့အားအမြာပေးဝေကြပါကုန်မြားကြပါစေကုန်သတည်းတာတုတာတုတာတု